သာသနာတော်နဲ့2500 69ခုဘုရောခေါ်သာတဲ့ထောင်းတရား69ခုဘုဒ္ဓဝတ္တန္တမိုးလူမိုးရင်ကာလာရဲ့ဒီနေ့အားဆိုရင်တရင်ကျော်လာပြီကျော်ရှေ့ရဲ့ဥပုံလေးဖြစ်ပါတယ်ဘုဇင်းတို့ရာဒီအလိုက်အခါတော်နေ့အလိုက်တရားတွေဟောလာခဲ့တော့ဆိုရင်အခု ရေကျော်ဝိဓမာခါရောနဲ့ပတ်သက်ပြီးတော့ပြီးခဲ့တဲ့ပတ်ကတော့အဘိဓမ္မာနဲ့ပတ်သက်တဲ့အကြောင်းရယ်နောက်ပြီးတော့ဘောဝရဏနဲ့ပတ်သက်တဲ့အကြောင်းရယ်ပြောခဲ့တယ်เนาะအဲအဘိဓမ္မာတွေရအကြောင်းတွေကိုပြောမယ်ဆိုတော့ဦးဇင်းတို့အဘိဓမ္မာလို့ဆိုဝင်မယ်လဲမြတ်စွာဘုရားရှင် ောမြတ်ကြီးအကောတောသရကနိဗ္ဗာန်ဓမ္မအာဂတိကမနာသုတ်ဒုတိယအာဂတိကမနာသုတ်တတိယအာဂတိကမနာသုတ်ဆိုတော့ဟောခဲ့တာရှိပါတယ်သူယောဂီပေါင်းတော်ကောင်းနေလေအာဂတိဆိုတာတော့ကြားမှာပါအာဂတိကိုကြားမလားအေအာဂတိဆိုတာ ရှိတယ်เนาะဘာကြောင့်အဂတိတရားအဂတိတရားလို့လူတွေရဲ့နှုတ်ပြမှာ ပြောနေသလဲဆိုတော့ဦးဇင်းတို့ယခုလိုလာဇန်းဘက်ကမှာဆိုလို့ရှိရင်လာရဲ့အလင်းရောင်ကထိမ့်ထိမ့်ဝင်းသလားအလင်းရောင်တရားဖြောတော့ပြီးတော့မိန်လာသလားကျောင်းရောင်းလေးနဲ့တပြည့်တပြည့်နဲ့လာလေးကကွဲွယ်မသွားဘူးလား ဖွဲ့သွားလေလာဇံပကမှာဆိုရင်ရောအဲ့ဒီလာကထို့တော့ရာနေပြီးတော့တပြည့်တပြည့်နဲ့ဝင်းပြီးတော့မလာအောင်လာဒါလေเนาะလောကကြီးမှာမြတ်စွာဘုရားရှင်ဟာအာကတိကိုအဲ့လိုမျိုးဥပမာနဲ့ပြခဲ့တယ်လူတွေရဲ့လောကမှာအများစုကလည်းအာကတိအာကတိလို့ပြောကြအောင်လား ြောကြတယ်အဂတိဇလနေရာမှာကတိကမနာဘုရားတော်ကတိကမနာဆိုတာကတော့သွားခြင်းလာခြင်းကိုပြောတာဘယ်ကိုသွားတယ်လဲဆိုတော့အဂတိဆိုတဲ့တရားတွေကိုကျင့်သုံးမယ်ဆိုလို့ရှိရင်ငရဲကိုသွားမယ် ငရဲ့လိုသွားမယ်ဆိုတော့ငရဲ့သွားမယ်အကြောင်းအာဂတိတွေကဘာတွေလို့ဆိုလဲသိဖို့မလိုဘူးလားမှန်ပါပါလို့လေဂတိဆိုတာဘာတွေလဲအာဂတိဆိုတာနော်အာဂတိဆိုတာဘာတွေလဲသိဖို့မလိုဘူးလားလို့လေဗြဟ္မအာဂတိတရားကတော့စန္ဒာဂတိတဲ့ဘာဂတိလဲစန္ဒာဂတိတဲ့စန္ဒာဂတိဆိုတာကတော့ ချစ်ခင်ခြင်းကြောင့်ဖြစ်တာတဲ့။ဘာကြောင့်ဖြစ်တာလဲ။ချစ်ခင်ခြင်းကြောင့်ချစ်ခင်ခြင်းကြောင့်ဘလို့ဖြစ်သွားသလဲဆိုတော့မြတ်စွာဘုရားရှင်ကိုရောမြင်ကြည့်ရ။ပရမအာဂတိတုံမှာဇန္နာဒောသာဘုရားမောယောဓမ္မအတိဝတ္တိနိယတိတသာယတောကကကာလပကေဝသန္တိမာ သာနာဝတ္တဗျာဟောယောဓမအတိဟုတ္တိနေယိတိတသယတောကာလပကေဝသတိမာတိယောဉ္ဇတိသသနာခြေခင်းကြောင့်၎င်းဒောတာစိတ်စုစိတ်စုမူတည်ခြင်းကြောင့်၎င်းဘယကြောင့်ချုပ်ခြင်းကြောင့်၎င်းဘယကြောင့်ဝိညာဉ်၎င်းဘောမတိနာမလေးခြင်းကြောင့်၎င်းဓမ္မသဘောတရားကို ။ဝါအမှန်သဘောကိုအတ္တိဝတ္တိကျော်လွားဤတဲ့။သန္တာရေဒေါသရေမောဟရေပယရေအဲ့ဒီအာဂတိတရား၄ပါးကြောင့်တရားဓာတ်တွေကိုကျော်လွားလိုက်တယ်။တရားဓာတ်တွေကိုကျော်လွားတယ်ဆိုတော့ဘာတွေကိုလောက်တာလဲ။မတရားဓာတ်တွေကိုလောက်တယ်။ တို့ဓမ္မပြည်သူပြည်သားအများစုကဘလို့ခံနေရလားလဲမတရားခံနေရလားဘလို့ခံနေရလဲအေးမတရားခံနေရလားမတရားခံရတဲ့အကြောင်းကတော့ကိုယ့်ဘာကိုတွေးကြည့်ပေါ့ဟုတ်လားနော်ဒီနေ့မိမိတို့စားသုံးနေရတဲ့အသုံးအဆောင်နော်စားသောကစားဝယ်စားစားမတန်တဆတွေပေးပြီးတော့စားသုံးမနေရဘူးလား စားသုံးနေရတယ်မတ္တမဇ္ဇသေးပြေးပြီးတော့30မနေအောင်လား30နေရတယ်အဲ့လာကဘာကြောင့်လဲဆိုတော့တရားမဆောင်တဲ့သူတွေကြောင့်ဘယ်လိုလဲကြောင့်လဲတရားမဆောင်တဲ့သူတွေကြောင့်တရားမဆောင်တဲ့သူတွေကြောင့်စန္ဒဒေါသဘောဟာဘေးရလို့ခေါ်တဲ့အဂတိတရားတွေကြောင့်တို့ယောဂီအပေါင်းတို့ရောကောင်းနေရယခုဆိုလို့ရှိရင်เนาะ မတရားမှုတွေနဲ့ဘာလုပ်နေရလဲဖြတ်တန်းနေရလဲနော်ဓမ္မမာသဘောဟူအတိဟုတ္တိကျော်လာရတ္တာတူတူဤရသောအကျံရာအကျော်သောတိကာလပကိလသုတက္ကနိုင်ဝါလဆိုရပိုင်းနိုင်စန္တိမာဟိဝါလကတုနိယတိဆောယယာဤတဲ့ဘုရားတို့အိန္ဒိယမှာပဲကြည်ကြည် အသေးဘွက်တခုမှပဲကြည်ကြည်အဂတိလိုက်စားမှုတွေမရှိဘူးလားရှိတယ်မိဘလုပ်တဲ့ပုဂ္ဂိုလ်ကလည်းကိုယ့်ရဲ့မွေးထားတဲ့သားသမီးတွေအပေါ်မှာဒီကောင်လေးကတော့ငါ့ကိုတောက်ပါနဲ့ဒီကောင်လေးကတော့ငါပိုချစ်လိုက်ပါပဲကိုကောင်လေးကတော့ငါ့ကိုမတောက်ပါသူ့ကိုတော့ငါမုံဒီစိတ်နဲ့ရတဲ့ရတဲ့ဥစ္စာတော့မပြေပဲနေပါပဲဒီကောင်လေးကတော့ ငါဘာကိုင်းကိုင်းလုပ်တယ်နော်ဒီကောင်လေးကတော့ငါဝန်နိုင်ခြင်းနဲ့သူ့တော့ငါမပေးတဲ့နိုင်လည်းပေးမှာပဲဒီကောင်လေးကတော့ငါဟောမျိုးမျိုးနှိမ့်ဆက်တယ်နော်အဲဒီလိုသားသမီးတွေပေါ်မှာစန္ဒဒေါသမောဟဘယလို့ခေါ်တဲ့အကတိတရား၄ပါးနဲ့ချစ်နေတဲ့မိဘတွေလည်းမရှိဘူးလားရှိတယ် အဲ့လိုမိဘတွေရတဲ့သာသမိတွေတို့ပေါ်မှာစန္ဒဒေါသမောဟဗျာလို့ခေါ်တဲ့အာကရိတွေနဲ့ချစ်နေမယ်ဆိုလို့ရှိရင်အဲ့ဒီအိမ်တော်ကြီးအဲ့ဒီမိသားစုရဲ့အတွင်းရရောဇေဝဖြစ်ထွန်းနိုင်မှာမလားမဖြစ်ထွန်းနိုင်တော့ဘူးဘာကြောင့်ဇေဝမဖြစ်ထွန်းတာလဲဆိုရင်သူတို့ဟာတရားနဲ့ဥပီပြီးတော့ကြင့်ကြံနေလို့ဟုတ်လားအေးအဓိကတော့ဒါ သန္တာဒေါသဘေယမောဟဆိုတာတွေကနော်ထားတဲ့တဲ့ဥစ္စာတွေလားမထားတဲ့တဲ့ဥစ္စာတွေလားမထားတဲ့တဲ့ဥစ္စာတွေဦးဇင်းတို့မြမပြရအချို့အသိန်းဘွဲ့တွေကြည့်လိုက်ပေါ့အဲ့ဒီအသိန်းဘွဲ့တွေပြည့်စည်သွားတာဘာကြောင့်လဲဆိုတော့စောစောကပြောတဲ့အကတိတရား၄ပါးကိုလိုက်စားလို့ ကြည်ဝအောင်မြင်နေတဲ့အသင်းအဖွဲ့တွေကိုကြည့်မယ်ဆိုလို့ရှိရင်တို့ဟာအာဂတိတရားမလိုက်စားလို့နော်ဒါကြောင့်မို့လူတွေကပဇတ်ထဲမှာတော့ပြောရလို့တယ်ဒါပေမဲ့အဲ့ဒီအာဂတိတရား၄ပါးမလွန်ကျွံ့မရောဆောင်တဲ့မှုဟာအေးမကြီးဘူးလားလေးကြီးတယ်လောကမှာတော့ အဘိဓမ္မာနဲ့ပတ်သက်ပြီးတော့ပြောကြရင်လောဘတွေဒေါသတွေမောဟတွေပဲအဓိကမပြောကြဘူးလားပြောကြတယ်ဒါပေမဲ့လူရဲ့စည်းဝါးဥစ္စာရန်နာရွှေငွေအဓိကဆောင်းတိန်တာဘာဆောင်းတိန်နေရလဲအာဂတိတရားကဆောင်းတိန်တာဟုတ်လားအေးဒုဒကာကမတွေလည်းအာဂတိတရားတွေလိုက်စားနေမယ်ဆိုလို့ရှိရင်လာသန်းရဲ့ပါ ားစားလားစုပ်ရဲ့မှာထွက်တဲ့လာမဲလိုပဲတဲ့မိမိရဲ့အယောင်ဘဝကိုခေါ်တဲ့ကိုခြင်းတရားတွေကြော်စောမှုတွေဟာဘာဖြစ်သွားမှာလဲမေးမိသွားမယ်တို့ရကရကမလေးအာမြတ်တရားကအင်မတန်မှအရေးမကြီးဘူးလားအရေးကြီးတယ်ဒီဘက်ကမှာတော့အဂတိလိုက်စားလို့မြည်မြူတယ်ဆိုရင်ယုံကြည်မှယုံပါဟုတ်လားအေးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတော့စေတ္တယမင်းဆိုတာရှိခဲ့ဘူးတယ်။နော်အဲစေတ္တယဇတ်ပါဆိုရင်အကတိလိုက်စားလို့မြေမြိုခဲ့တာရှိခဲ့ဘူးတယ်။နော်ဝိသင်တို့ပါမောကကျောင်းဆရာတော်ကြီးကတော့ဒီဘက်ကမှမြေကြီးကတော့လူတွေမမျိုးနိုင်တော့ဘူးလေ။ဘာကြောင့်လဲဆိုရင်မြေကြီးကလူတွေကိုမျိုးမဲ့သလိုကျင်မြေကြီးမှာလူတွေအတွက်ထားရတဲ့နေရာမရှိတော့လို့ဟုတ်လား เนาะဒီတရားကိုထောက်မယ်ဆိုရင်ဒုဒကကမရရဲ့လောကကြီးမှာအဂတိတရားဘယ်လောက်တိကြီးစိုးနေတယ်လဲဆိုတာမသိနိုင်ဘူးလားသိနိုင်တယ်သိနိုင်တယ်ဆိုရင်မိမိတို့ကလည်းအဂတိတရားတွေကိုဘာလို့ရပါလဲအေးဘယ်ရှားရမယ်ရှောင်ပြေရမယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ချင်းရဲ့မိမိတို့လည်းဘယ်ကိုသွားပါလဲအေးငရဲကိုသွားမယ်ဒါကြောင့် ya zuwa yajin kuromin ya jiya na yi ana wanzu goza ma'u ba gino ana ma da ya ne da ba me ne na yi ana wanzu goza ma'u ba gino kauna ne lauda ma kauna ne lauda ya bugu yau agali diya ne laizare ya bugu yau diya ba တို့တော့ပြေအကျိုးပေးတာမဟုတ်ပါဘူးတဲ့အာရမောနိရိယနေတိဓမ္မောပါဝေတိတုပ္ပတိအာရမောနိရိယနေတိမကောင်းမှုလို့ပေါ်တဲ့အကတိတရားတွေကိုကျင့်ကြံပွားများအားထုတ်နေမယ်ဆိုလို့ရှိရင်တဲ့နိရိယနေတိငရဲကိုရောက်စေတယ်ငရဲကသူ့ကိုခေါ်ဆောင်သွားတယ်ငရဲမှာ ။ဆောင်ရတယ်လို့မြတ်စွာဘုရားရှင်ကဟောတာလေ။နော်။မကောင်းဘူးလို့ရင်ပဲရောက်ပါလေ။ငဲကိုရောက်မယ်။ဘုရားကကမလေးရတော့။တန်တရားဝိရုကအပေါင်းကလုံးရောက်ပါရတဲ့ယေကျိုးမှာသနလာရာသည်ကုသိုလ်ကောင်းမှုတွေမလုပ်ကြဘူးလား။လုပ်ကြတယ်။ဝါသုကမလာပါနဲ့။ ဘိုးရကသင်္ကန်းလိုပေါ်တဲ့ဝါဆိုသင်္ကန်းနေမကတ်ကြအောင်လားကတ်ကြရတယ်နော်အခုလိုဝါလာကင်းလို့သတင်းကျတဲ့အခါမှာလည်းကတိလျာသင်္ကန်းအတွက်မိမိတို့တဇွမ်းသမျှတွေမလိုကြပဲဘူးလားလိုကြတယ်အေးအဲ့လိုမျိုးကောင်းမှုကုသိုလ်တွေကတော့ဘယ်ကိုရောက်စေရလဲဓမ္မပါ အဓမ္မောနိရိယနေတိဓမ္မောပါပေတိသုတ်ကတိသုတ်ကတိလို့ခေါ်တယ်ကောင်းတဲ့သုကတိဘဝကိုရောက်စေတယ်ဟုတ်လားအေးဒါတည်းရတော့ဒါအဂတိနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဘုရားတော်အဂတိတရားတွေကိုပြန်ပြီးတော့သုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်စန္ဒလို့ခေါ်တဲ့ဘေမအခြေချင်းစန္ဒခြေချင်းတရားကြောင့် လူတွေအများဆုံးအပြင်ကိုချစ်ခင်တဲ့ပုံကိုယ်တွေကိုပူပူသားသားလေးမဆက်ဆံတတ်ကြဘူးလားဆက်ဆံတတ်ကြတယ်အဲဒါလိုပူပူသားသားဆက်ဆံတဲ့အခါမှာမိမိတို့ပြုလုပ်လိုက်တဲ့အားကကောင်းတဲ့အဖို့ဆိုဆိုလို့ရှိရင်တော့ကိစ္စမရှိဘူးပေါ့နော်မကောင်းတဲ့အဖို့ဆိုကိုပြုလုပ်မယ်ဆိုရင်ဘယ်ကိုရောက်စေတာလဲငရဲကိုရောက်စေတာ အဲ့လိုပဲငရဲကိုရောက်သလိုပဲယခုလက်ရှိပစ္စုပ္ပန်ဘဝမှာလည်းဒီလိုဒီလိုကြီးရတော့ဘဇုဘောတော့ဘလို့မျက်နှာသာပြေးတာဘဇုဘောတော့ဘလို့မျက်နှာချိုးသေးတာအဲ့လိုတရားတော်တရားပြောဆိုတဲ့အခါမှာသူ့ရဲ့ဘုံတကူအာနိဘောတရားလည်းကြမသွားဘူးလားကြသွားတယ်ဘုံတကူအာနိဘောတွေကြပြီဆိုမှတော့အဲ့ဒီသူရဲ့နော် လက်ရှိလောကနေတဲ့စီးပွားဥစ္စာတွေဟာအစဉ်ပြေနိုင်မှာမလားပြေနိုင်တော့ဘူးလူတယောက်ဟာဖြောင်းမှန်းမှုမရှိဖြောင်းမှန်းမှုမရှိဘူးဆိုလို့ရှိရင်အသင်းဘွဲပဲဖြစ်ဖြစ်ကုမ္ပဏီပဲဖြစ်ဖြစ်နော်ဈေးရောက်နဲ့ဈေးတွေဟာအစကုမ္ပဏီကြီးတွေအထိအကုန်လုံးကဘာဖြစ်သွားတာလဲစိုးရိမ်ပြီးတော့သွားတယ်ဒါဘာကြောင့်လဲဆိုတော့အဂရိတရားတွေကိုလိုက်စားလို့ အဲ့လိုပဲဒုတိယအင်္ဂရိတုံမှာတော့မြတ်စွာဘုရားရှင်ကိုရမြကြီးကသံဃာဘုရားဘုရားမဟာယောဂမန္တာတိဟုတ်တိအာဘုရတိသစ္စာယတောအတုကပကေဝဇန္တိပါယောအချင်းသူသည်သံဃာဖြစ်ခြင်းကြောင့်၎င်းဒုသောစိတ်ဆုံးမှုတည်ခြင်းကြောင့်၎င်းဘုရားကြောက်ရွံ့ခြင်းကြောင့်၎င်း ဘုရားမသိနာဝေခြင်းကြောင့်၎င်းဓမ္မအမှန်သဘောကိုနာတိဝတ္တိမကြောဝါတသာထုံးသွေးရန်သောအကြာယအကျော်သောတိဒုက္ခပက္ခိလံသံဘဂတာဝါမံသံယတ္တိသံတိမာလတိအာဘောတိဣဝပြိပူပူဝါတကဲ့သို့အာဘောတိပြိပူပူဝါဟိဘုဒ္ဓံတော် ဇန္တဒေါသမောဟမယလို့ခေါ်တဲ့အာဂတိရေမလိုက်စားဘဲနဲ့တရားသူဖြင့်ကြင်ကြံပွားများအားထုတ်ပဲတရားကိုမကျော်လွှားပဲဓမ္မနာတိဝတ္တိဓမ္မတရားကိုနာတိဝတ္တိမကျော်လွှားဘူးတရားကိုမကျော်လွှားဘူးဆိုတာကတရားသဖြင့်နေတိုင်းနာကြင်ကြံနာပြုလုပ်တာကိုပြောတာဟုတ်လားအေး ဓမ္မအတ္တဝတ္တိဆိုတာကတော့တရားကိုကြော်လွားတာတရားကိုကြော်လွားတယ်မတရားကိုကြော်လွားတယ်ဆိုတဲ့နေရာမှာဒုက္ခာရကမတွေသိဖို့မလိုဘူးလားသိဖို့လိုတယ်တချို့ကတရားကိုကြော်လွားတယ်ဆိုတာဥပမာမိမိတို့ကနေ့ကိုယ်ပါတိနာကိုမစောင့်တည်ဘူးလားစောင့်တည်တယ်ဘာနာတိပါဒအာရဏဒါနာအာဝိမာစရိယာ မုဒ္ဒဝါရသုရမေရယပေါ့နော်အထူးသဖြင့်မိမိတို့ကမာနာတိပါဒာမှုအရိဏဒါနာမှုကာမိတ္တမိစ္ဆာသရာမှုမုဒ္ဒဝါရသုရမေရယအမှုတွေကိုမပြုလို့ဘူးဆိုလို့ရှိရင်တရားကိုမကြော်တော့ဘူးအဲ့ဒီနေရာမှာမိမိတို့က၅ပါးသီလကိုချိုးပေါက်မယ်ဆိုရင်တရားကိုမလုပ်လိုက်တာလေကြော်လွားလိုက်တာ ဒီတရားကိုကြော်လွားတဲ့အကြောင်းရင်းကလည်းလေးချက်ရှိတယ်။ဘာတွေလဲဆိုတော့စန္ဒာဒေါသဒိယာမောဟဟုတ်လား။အေးအဲ့ဒါတွေကဘာကိုကြော်လွားတာလဲ။တရားတွေကိုကြော်လွားတာ။အဲ့လိုတရားတွေကိုကြော်လွားမယ်ဆိုလို့ရှိရင်မိမိတို့ရဲ့ဂုံတိတ်ကဂုံတဲ့ရလည်း မကျော်စောတော့ဘူးကုံတိတ်ကကုံတဲ့နဲ့မကျော်စောတော့ဘူးဆိုလို့ကြည့်ရင်မိမိရဲ့အစိုးစီဝါတွေကမပြတ်တော့ဘူးတဲ့ဒါလေးကတရားကိုကျော်လွှားတာနဲ့မကျော်လွှားတာနဲ့ပတ်သက်ပြီးတော့ဘူးအဲ့လိုပဲဒါကမိမိတို့စောင့်သိတဲ့သီလကဒါမကျော်လွှားပဲနေတာပေါ့နော်တခြားကြသောမိမိရဲ့ပတ်ဝန်းကျင်နဲ့ပတ်သက် ဒီဘက်ကမှာကာယကံမှုဝစီကံမှုတွေဟာလည်းကျိုးနှောင်ကြတာလည်းမများပါဘူးလားများတယ်တချို့ကတော့ဘဇက်ကနေပြီးတော့နောပိသူနာဝါစာပြုဒဝါစာတံပပလာပလို့ခေါ်တဲ့အကျိုးရုပ်တဲ့ဇာတ်တွေမပြောကြဘူးလားပြောကြတယ်အဲဒီလိုအကျိုးရုပ်တဲ့ဇာတ်တွေကဘာကြောင့်ပြောတာလဲဆိုတော့မောဟလို့ခေါ်တဲ့ မတိခြင်းကြောင့်ဘာကြောင့်ပြောတာလဲဘာလို့ပြောလဲမတိခြင်းကြောင့်ဦးဇင်းတို့လောကကြီးမှာဘာမှမပြောတဲ့ပုဂ္ဂိုလ်ဟာပို့ပြီးတော့ရန်ရေးတယ်ဘာမှမပြောတဲ့ပုဂ္ဂိုလ်ဟာဘာဖြစ်တာလဲရန်ရေးတယ်ဦးဇင်းတို့အတန်ကြောင့်ဘာဖြစ်တာလဲအေးအတန်ကြောင့်ဘာတည်နော် ဘုရင်တို့နှုတ်နဲ့ပတ်သက်ပြီးတော့ဇတ်တော်တွေမှာမဟုတ်ခဲ့ဘူးလားဟုတ်ခဲ့တယ်ရွှေရဲ့တာနဲ့လက်ကလေးတို့အကြောင်းဟုတ်လားအေးနှုတ်ကဘလောက်ဒီအရေးကြီးတယ်လေဒီနှုတ်ကိုမဆောင်တိန်တဲ့အတွက်ဘာဖြစ်တတ်တယ်အေးဘဝပြည့်စည်တတ်တယ်အဲ့နှုတ်ကဘာကြောင့်မလုံလာလဲဆိုတော့စောစောကပြောတယ်မောဟတတိကိုလိုက်ခဲလို့ နော်နောက်ပြီးတော့ဒေါသကတိကိုလိုက်တဲ့သူတွေလည်းမတွေ့ဘူးလားတွေ့ဘူးလေဒေါသကတိကိုဘလို့နေရာတွေမှာလိုက်တာလဲဆိုတော့တချို့ကမိမိရဲ့စိတ်အစဉ်လေးကိုတတိတံပဇဉ်နေနဲ့မအုပ်မထိန်ကျုံနိုင်ဘူးမထိန်ကျုံနိုင်တဲ့အခါမှာဖြစ်ကနေသို့ဒေါသမထွက်ဘူးလားထွက်တယ်အဲ့ဒီတော့ဒေါသထွက်တဲ့အခါဘာလဲပြုလို့ပြည်တယ်ဆိုတော့ ောစောကပြောတယ်မပြောသင့်တာလေပြောမိတယ်မလုပ်သင့်တာလေလုပ်မိတယ်မပြောသင့်တာလေပြောမလုပ်မိတာလေလုပ်တဲ့အခါမှာနော်ဘဝဉာဏ်ဟာဒီလူကြီးနဲ့တော့သွားလုံးလားလုံးတယ်အဲ့လူကြီးကဘယ်နဲ့ကဘယ်သူ့ကိုဘယ်လိုပြောတာလဲဘယ်သူ့ကိုတော့ဘယ်လိုတွန်းနေတာလားဆိုတော့သူ့ရဲ့ကြော်စောမှုတွေကကြာဆင်းမသွားဘူးလားကြာဆင်းသွားတယ်ကျော်သောမှုတွေကြာဆင်းတဲ့အတွက်အဲ့ဒီလူရဲ့ အစည်းအဝါတွေဟာဖြစ်တော့မအောင်လားရေတော့တော့ဘူးเนาะတချို့ရောတော့အကြောင်းတရားအကြောင်းတရားနဲ့မလုပ်ရလဲအကြောင်းတရားကြောင့်တို့ရဲ့စည်းဝါးတွေကဘာဖြစ်တာလဲကြာတဲ့တဲ့တချို့ကပြောတဲ့ပြောလိုက်တဲ့အဥစ္စာကိုမပြောဘူးလုံးတဲ့လုံးလိုက်တာကိုမလုပ်ဘူး အဲ့ဒါပါရောက်လဲဆိုတော့ကြောက်ချင်းရောင်ဒီဘက်ကမှာတော့နော်ဦးဇင်းတို့ရဲ့တငယ်ချင်းတစ်ပါးပြောသလိုခေကာလာကအကြောင်တရားနဲ့ငကြောက်စားနေရတာဟုတ်လားဟေးအကြောင်တရားနဲ့ငကြောက်စားနေရဆိုတော့ဒါစဉ်းစားကြည့်ပေါ့နော်အကြောင်တရားကဘယ်လောက်ဒီစုမှုတွေလဲဆိုတာအကုန်လုံးကအမှန်တိုင်း နေရာကမှာသွားပေါ်လို့ဖြစ်တာမဟုတ်ဘူးဟုတ်လားအေးကြောင်းတဲ့ကြောင်းတဲ့နေရာမှာကြောင်းရမယ်ရဲရဲနဲ့နဲ့နေရာမှာရဲရဲရမယ်ကိုကပြုလို့ကိုပြုသူတွေကိုရှာဖွေတဲ့အခါတရားလက်မှတ်တွေရှာဖွေတဲ့အခါမှာဘာလို့ရပါလဲရဲရဲရမယ်နော်ဒါကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟာဗြဟ္မ အာဂတိကမနာဒုတိယအာဂတိကမနာတတိယအာဂတိကမနာဆိုပြီးတော့သုံးသုံးတော့ကိုဟောပြီးတော့ဒီအာဂတိတရားတွေလိုက်တဲ့အခါမှာစေတိယဇတ်ထဲမှာငေအရှင်လက်လက်တော်မြေမျိုးတွေဆိုတာကိုဘုသူတ္တအနေနဲ့မှတ်ထားကြပါဦးဟုတ်လားအေးအာဂတိတရားဘလောက်ဒီအရေးကြီးတယ်လေအခုဆိုအဘိဓမ္မာခါရောကာလမှာ ဘိဓမ္မာတရားတွေကမိမိတို့ရဲ့ဘဝအတွက်ဘလောက်အရေးကြီးတယ်လဲဆိုတာသိမသွားဘူးလားသိသွားတယ်သိသွားတဲ့အတွက်ကြောင့်ဦးဇင်းတို့စာပေမှာတော့သရာတတ်တော့ဆော့သင်းညိုတတ်တော့ပြောတယ်သင်းညိုလို့ခေါ်တဲ့ကုလိုကုသိုလ်အကုသိုလ်တွေသိသွားတဲ့ပုဂ္ဂိုလ်ဟာဆိုလိုချင်ရင်ဒီအတိတရားကကုပေါ်မှာချော့ပြီး မကောင်းမှုတွေမှာရှက်ကြောက်ပြီးတော့ဘာမှမကောင်းမှုတွေကိုမလုပ်တော့ဘူးတဲ့ကောင်းတဲ့အလုပ်တွေပဲပွင့်ကြော်တော့တယ်ဒါကိုသင်တို့တတ်တော်ပြော့တော့ခေါ်တာဖြစ်ပါလေတို့ရောက်ကြပေါင်းသူတော်ကောင်းနေတဲ့သံဃာတော်သားဘုရားမောဟာလို့ခေါ်တဲ့အဂတိတရားကကင်းဝေးပြီးတော့အစောဆုံးသောဘုရားနောက်ကာလမှာမြေတော်ကိုမြေမောက်ပြုနေနိုင်ကြတဲ့ပုဂ္ဂိုလ်တို့ပုဂ္ဂိုလ်မြတ်တွေဖြစ်ကြပါသည်သတိရဲ့ ်ပြန်လာအောင်ဆုံးပြုလိုက်ရတယ်တော်တည်း။အာမင်